2023ခုနှစ်ကလေးကပျောက်ဆုံးနေတဲ့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မြန်မာမွတ်စလင် refugee community MNRC အဖွဲ့တီထောင်သူဒေါ်သူစာမောင်နဲ့မိသားစုကိုမြန်မာနိုင်ငံကိုတရားမဝင်ပြန်လည်ဝင်ရောက်လာတဲ့အချိန်မှာဖမ်းဆီးလိုက်တယ်လို့စစ်ကောင်စီဩဇာခံသတင်းမီဒီယာတွေကနေသတင်းထုတ်ပြန်ထားပါတယ်။ဒေါ်သူစာမောင်နဲ့သူ့ရဲ့ခင်မွန်းဖြစ်သူနဲ့သားသမီး3ယောက်ကိုဖမ်းဆီးခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အမျိုးသားညွညွရေးအစိုးရအန်ယူဂျီကိုရန်ပုံငွေထောက်ပံ့တာရန်ပုံငွေရှာဖွေပေးတာတွေကိုလုံဆောင်ခဲ့တာကြောင့်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်သူတို့မိသားစုကိုမြစ်သားမျိုးမရဲစခန်းမှာအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုံမှ52ကနဲ့2023ခုနှစ်ကလေးကအမှုဖွင့်ထားပြီးမြစ်သားမျိုးနယ်တရားရုံးမှာလည်းပုံမှ52ကနဲ့ရာဇဝတ်ကျင့်ထုံးဥပဒေပုံမှ912တို့နဲ့တရားစွဲဆိုထားတယ်လို့သိရပါဗျ။ ဒေါ်သူသာမောင်နဲ့သူ့ရဲ့မိသားစုဟာမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာ2023ခုနှစ်ဇူလိုင်လ4ရက်နေ့ကပြန်ပေးဆွဲခံခဲ့ရတယ်လို့အပြည်ပြည်ဆိုင်ရာလူအခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ HRW ကသတင်းထုတ်ပြန်ခဲ့မှုပါတယ်။အဲဒီနောက်မှာပြန်လည်လွတ်မြောက်လာတဲ့သတင်းတွေကိုတော့ထုတ်ပြန်တာမရှိခဲ့ပါဘူးရှင်။